မင်္ဂလာပါရှင်။ရန်ကုန်သူ Oreo Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးမှာကတော့ဆရာဖေးမြင့်ရေးသားတဲ့ခေအဆက်ဆက်သူတို့နဲ့ကျွန်တော်တို့ဆိုတဲ့ဝိတုတို့လေးကိုပြောပြပေးမှာဖြစ်ပါတယ်။ခေအဆက်ဆက်သူတို့နဲ့ကျွန်တော်တို့ဘတ်ကားပေါ်ကကျွန်တော်ဆင်းလိုက်တော့9နိုင်ခွဲပြီးမောင်းပြီးစိုက်ကားခိတ်စီတို့ကျွန်တော်ရှောက်လာခဲ့သည်။မြန်မှန်တက်မိနေတော့စိုက်ကားသမားတယောက်ကနေသည် ဆရာနောက်တစ်ယောက်ဆောင်အောင်မလားဆောင်တော့ပေါ့ဗျာတယောက်သေးစီရင်ရှစ်ချက်ပေးရမည်နောက်တစ်ယောက်ဆောင်စီရင်ငါးချက်ပေးကြမည်ကားကားနဲ့စိုက်ကားကပေါင်းရင်တနေ့တနေ့ခီးစေးကမနေသုံးချက်တက်တာနည်းနည်းတော့ဆောင်ရင်ကျွန်တော်ဆုံးဖြတ်လိုက်သည်ကဲအလှဲ့သမားထွက်တာလေကျွန်တော်ကနှုတ်ဆက်မင်းမြန်သူက သူ့အပေါင်းအသင်းများဘက်သို့လှည့်၍ပြောလိုက်သည်ပေါင်ရိတ်ခက်ချက်ချက်တနေရတာ စိုက်ကားတစ်စီးပေါ်မှာအင်ဂရီရရထိုင်းနေသည့်လူငယ်လေးတစ်ယောက်စိုက်ကားကိုတွန်း၍ထွက်လာသည်။ဦးလေးတက်ထိုင်နေလိုက်ပါ။ဟုကျွန်တော်အားစိုက်ကားခုံပေါ်မှာထိုင်ခိုင်းသည်။တစ်ဆက်သေးမှာပဲသူကတယောက်လိုတယောက်လိုဟုလန့်အော်နေလိုက်သည်။စိုက်ကားနင်းမြချတဲ့ကိုကျွန်တော်ကြည့်မိသည်။လူကပိန်ပိန်ပပဖြူဖြူဖွေးဖွေးလေးစရန်တက်နေသည်ကျွန်တော်သားနှင့်ရွယ်တူလောက်ပဲရှိမည်ကျွန်တော်သားလောက်ပင် ကြံခိုင်မဲ့ပုံမရရှိုင်းညီဖြူခဏနွမ်းလေးတထဲကိုဝတ်ထားသည်လက်မြောက်ပြီးလှမ်းဩတော့အင်ကြီးချမ်းကြပြဲနေရမြင်ရသည်သို့သောသူ့ကိုကြည့်ရသည်မှာ တိတ်ဆင်းဆင်းရဲရဲမိပါကမွေးဖွားခဲ့သည့်ပုံမျိုးတော့မဟုတ်တိတ်ကြမ်းကြမ်းတန်းတန်းလောက်ကင်ခဲ့ရသည့်လက္ခဏာမျိုးလည်းမရှိ သူ့ဘာကြောင့်စိုက်ကားနေနေရသလဲမိပါကရုပ်တရက်အခြေအနေပြတ်သွား၍လားဘလို့အခြေအနေပြတ်တာမျိုးဖြစ်မလဲအဖေအလုပ်ပြုတ်သွား၍လားဒါမှမဟုတ် အဖေဆုံးသွားရည်များလားသူ့မေရောဘလို့နေမလဲသူ့မှာညီကိုမောင်နှမဘယ်နှယောက်ရှိလိမ့်မလဲသူအကြီးဆုံးလားခမားမိသားစုကိုလှုပ်ကြွေးနေရလေသလားအိမ်ကသားမျက်နှာကိုမြင်အောင်ကဂိယုနာတက်မိသည်ငါသားကလေးသာဆိုရင်ဘလောက်တနာစရာကောင်းလိမ့်မလဲအကယ်၍ယခုနေခါငါသားတစ်ခုခုဖြစ်သွားခဲ့ရင်သားတို့ဘဝသည်အဘယ်မျှနေပါသွားလိမ့်မလဲယခုကြည်စမ်းဒီကလေးခမည်းဒီရွယ်ကလေး လူပုံနုနုနေနေလေးနဲ့စိုက်ကားနေနေရသည် သူမိခင်ခမကြည်ရနိုင်မမလားသူနင်းသည့်စိုက်ကားကိုစီးရမှာပင်ကျွန်တော်ဝင်လေးလာသည် ကျွန်တော်ကိုခန္ဓာကို သူခမမနေနင်းရလေနီနောက်တယောက်နှစ်သားဆိုရင်လွယ်မည်မဟုတ် အထူးသဖြင့်ကိုရှိသားကဂုံးတက်ကို သူဘလိုနီးနဲ့မြတ်တက်နိုင်မည်မဟုတ်တယောက်လိုတယောက်လို သူကလှမ်းအော်နေသည် သူ့လေးတန်းကခမမှန်တီတီငိမ့်ငိမ့် ကဲပါကွာခေါ်မနေပါနဲ့တော့တယောက်တည်းပဲသွားတာပေါ့ကျွန်တော်မနေနိုင်လေးပြောလိုက်သည်ကောင်းလေးကကျွန်တော်ကိုတစ်ချက်ဆောင်းလေကြည့်ပြီးနောက်စိုက်ကားကိုတွန်း၍ထွက်လာသည်ထို့နောက်နိုင်နေနင်းနေမင်းတက်နေခဲ့သည်အလင်းစလိုမရှိနေလဲမနေညံလဲမညံစိုက်ကားနင်းနေကြလူတယောက်ဤကြွန့်ကျင်မှုမျိုးဖြင့်စိတ်အေးလက်အေးနင်းမုံမျိုးမဆိုးဘူးဒီကလေးကြီးရသည်မှာလူပုံပန်းနှင်မလိုက်အောင်ပဲစိတ်ကြက်ကြန့်ခိုင်မုံရသည် ကောင်းသည်ဒါမျိုးကိုကျွန်တော်တဘောကြသည်လူဆိုသည်မှာဘဝကိုရင်ဆိုင်ရသောတတိရှိရလိမ့်မည်ဒီလိုစိတ်ဓာတ်မျိုးနှင့်ဆိုရင်ဒီကလေးသည်တနေ့အောင်မြင်ကြီးပွားရလိမ့်မည်သူ့ဘဝနှင့်သူ့စိတ်ဓာတ်ကလေးကိုစူဇန်ကြည်စင်စိတ်ပေါက်လာသည်နင်းဆိုင်ကနေတာဘလောက်ကြာပြီလဲကွာတနေ့လောက်ရှိပါပြီငါနဲ့တခါမှမတွေ့ဘူးပေါ့အေးလေငါကလည်းနေ့တိုင်းဆိုင်ကစီးနေရမှမဟုတ်တာ မျိုးတွေကနောက်ကျပြီးပြန်လာတဲ့ရက်တွေမှာစီးပြစ်တာကိုသူကဂုံတက်မရောက်မီအရှိန်ရအောင်ခတ်တတ်တ်ကလေးဖိညင်သည်ဂုံထိတ်သူအရှိန်ကလေးနှစ်ပင်အလွယ်တကူရောက်သွားသည် သူဆိုင်ကားကလေးကအတော့ကိုသွက်လာသည်တိတိချာချာဂယုတဆိုင်တထားပုံရသည်တချို့ဆိုင်ကားသမားများမှာလူကလည်းမနည်းနိုင်ဆိုင်ကားကလည်းမကောင်းသဖြင့်ဂုံတက်ရောက်ရင်စင်းတွန်းရလို့တွန်းရချင်းပြုတ်သွားတာနဲ့စပတ်တိုင်းကျူးတာနဲ့ စီရသူအတွက်ပင်စိတ်ညစ်စရာဖြစ်ရတတ်သည်ဒီကောင်လေးကတော့လူတော်လေးပဲငငယ်ရွရွနဲ့မိသားစုကိုရှာဖွေကြွေးနေသည်စိုက်ကားကိုလည်းဂယုတဆိုင်ပြုပြင်တတ်ပုံရသည်သူကိုယ်ပိုင်စိုက်ကားလားဒါမှမဟုတ်အုံနာစီကအခနဲ့ယူနေနေရသည်လားခမားကိုယ်ပိုင်စိုက်ကားပဲဖြစ်ပါစေစိုက်ကားကကိုယ်ပိုင်လားကွာကောင်းလေးကစိုက်ကားနဲ့နေရင်ကကျွန်တော်ကိုလှည့်ကြည့်သည်ဒီလူကြီးအတော်ဆက်စုရပါပဲဟုထင်နေသလားမသိဟုတ်ကဲ့ ဟုတခေါနဲ့ဖြေသည်ဆက်စုပဲမထင်ပါနဲ့ကွာမင်းပေါ်စေနာထားလို့မေးရပါကိုသားရွယ်လေးနင်းနေတဲ့စိုက်ကားစီရတာစိတ်မကောင်းပါဘူးကွာစိုက်ကားတစ်ဖက်နဲ့ကြောင်းတက်ရတော့ပညာရေးထိခိုက်မှာပဲဘလောက်ပဲလိမ်မာတဲ့ကလေးဖြစ်ဖြစ်ဒီလောက်ပြင်ပင်ပန်းပန်းအလုပ်လုပ်ရရင်ဘယ်စားဖတ်နိုင်တော့မလဲအင်းကြောင်းမှနေနိုင်သေးရဲ့လားသူ့အတွက်တွေးကကျွန်တော်စိတ်မကောင်းဖြစ်နေမိသည်ဒါနဲ့အမင်းဗနက်တန်းလဲကွာဒီနှစ်ပဲဆယ်လန်းအောင်ပါရဲ့ခင်ဗျာ ေးဟုတ်လားကွာဂုံနူးတွေပါတွေပါသေးလားလေးပါသာပါပါတယ်ဟာတဲဟုတ်ပါလားကွာစိုက်ကားတစ်ဖက်နဲ့ဂုံနူးလေးပါသာထွက်တယ်ဆိုတော့တကယ်တော်လို့ပေါ့ကွာသူများတွေမှာဘာသာစုံကျူရှင်ယူပြီးရအောင်အောင်ချင်မအောင်ကြတာပညာဆိုတာပတ်စံပေးရန်ရတာမဟုတ်ဘူးကွာကိုကြိုးစားမှကိုရတာညံကောင်းဖို့လဲလိုတာပေါ့ကွာမင်းကြည်ရတာညံတော်ကောင်းမုံမဲကျွန်တော်ကသူအားလိုက်လဲစွာပြောနေမိသည်ကောင်းလေးရရှိသည် မဟုတ်ဘူးဦးလေးအားကျွန်တော်လည်းဘာသာဆုံးကျူရှင်ယူပါရဲစိုက်ကားကနင်းသားမလာတဲ့နေရင်မှာတခါတလေအညောင်းပြေနင်းနေပပနင်းတာကျွန်တော်ကတခြားအကစားလဲဝါသနာမပါတော့ကျမ်းမောင်လေးချင်းရဲ့သဘောလေးဖြစ်တာပေါ့ဒါဆိုမင်းကမင်းဖေမိထောင်ပေးရဲ့စိုက်ကားကိုအပျော်ဝင်နေတာပဲပေါ့ကောင်းလေးကစိုက်ကားကိုအရှိန်လျှော့လိုက်ပြီးကျွန်တော်အားစက်ရည်လဲအောင် ရှင်းပြသည့်လေးတန်မျိုးဖြင့်ပြောပြသည်ဒီစိုက်ကားကကျွန်တော်ကိုပိုင်စိုက်ကားအစ်ပါဦးလေးရ ကျွန်တော်ပစံနဲ့ဝယ်ပြီးထောင်ထားတာစိုက်ကားလေးစီးရှိရဲ့လူငါးရဲကတခါတလေနေမကောင်းလို့ပါလို့မထွက်နိုင်တဲ့အခါကျွန်တော်လဲအားနေခဏတစ်ဖြုတ်ထွက်တယ်ဒီလိုထွက်ချင်းအပြင်စိုက်ကားနှင်းသူတွေနဲ့ရင်းရင်းနှီးနှီးလဲရှိရဲ့သူတို့လုံပုံကိုင်းပုံတွေလဲတိထားတော့ကိုယ်လည်းမခံရဘူးပေါ့ပြီးတော့လဲတခြားတွေ့ကြုံတွေရတာပေါ့လူမျိုးမျိုးဘဝထွေထွေရဲ့စိတ်ငြိသဘောထားတွေကိုလဲသိရတယ်။အော်အတော်လာတဲ့ခြားတိတ်ပါလား။ငါတနာတာနည်းနည်းများသွားပြီ။ ကျွန်တော်ကောင်လေးမျက်နှာကိုတိတိချာချာမော့ကြည့်မိသည်ဒီကောင်လေးငါမြင်ဘူးနေတာပဲဘယ်နားမှာပါလဲဟေ့နေပါအောင်ကွာမင်းကဘမနေတာလဲဈေးကြီးနာကအစေနာဆိုင်နေကောင်လေးကပြုံး၍ပြောသည်ဟုတ်ပါပြီကျွန်တော်အခုမှသဘောပေါက်သည်စေနာဆိုင်ဆိုသည်ကဈေးကြီးရှင်နာကမိသားစုဆိုင်ခန်းတွဲကြီးဖြစ်သည် စားတောက်ဆိုင်ခန်းမီနီမားကတ်လက်ဖက်အကျော်ဆိုင်ဗီဒီယိုတိတ်ခွေ၅ဆိုင်မိတူကူးစားသဖြင့်စီးပွားရေးလုပ်ငန်းမျိုးစုံရှိသည် မောင်နှမတွေတပြုံကြီးနဲ့အလုံးလုံးနေကြသည့်မိသားစုလုပ်ငန်းကြီးကျွန်တော်လူခဲခတ်အတော်ကြီးလွဲသွားခဲ့ပြီသို့တော့ဟမ်မပြတ်ဆက်နေသည်မင်းတို့မောင်နှမဘယ်နှယောက်ရှိလဲကွာငါးယောက်ပါကျွန်တော်ကအငယ်ဆုံး အကိုကြီးကအဖေတို့နဲ့စားတောက်ဆိုင်လုပ်တယ်အဲ့ဒါကမြေဥဖလာလုပ်ငန်းပေါ့ကျွန်တော်တွေကကျွန်တော်တို့မောင်နှမတွေကြီးလာမှလုပ်ကြတာမီနီမားကတ်ကအမကြီးဟာဗီဒီယိုကအကိုလက်လက်ဖက်ရည်ဆိုင်ကအမလေးမိတူကူဆက်ကကျွန်တော်လုပ်ငန်း မနစ်ကမှစလို့တာစိုက်ကားကတော့ကျွန်တော်ငငယ်တုန်းကထောင်ထားတာပါဟေးမင်းပါလဲငငယ်တုန်းကဆိုတာရှိသေးလားကွာရှိရပေါ့ဗျာဦးလေးရလဲကောင်းလေးရရည်ရွယ်ပြောသည်ကျွန်တော်ပထမဆုံးစိုက်ကားတစ်စီးထောင်တော့ကျွန်တော်အသက်၁၀နှစ်ပဲရှိသေးရဲ့ကျွန်တော်အတော်အောင်သွားသည်ကျွန်တော်ဆိုသည်ကစာနယ်ဇင်းများထဲမှာအောင်မြင်ရေးကြီးပွားရေးဆောင်မတွေမပြတ်ရေးနေသည့်ကောင်းကောင်ဖြစ်သည်နိုင်ငံတကာကကြီးပွားကြသူတွေအကြောင်းအကြံဉာဏ်တောင်းသူ ဝိရိယကောင်းသူတွေအကြောင်းမြမလူငယ်တွေအားလုံးအတူယူပြအောင်နိုင်ငံတကာစာအုပ်စာတမ်းများတွေက ကျွန်တော်မိញံရေးသားရင်းနေရတာအတော်ပင်ကြားခဲ့ပြီ။သို့သောအခုဟာလေးနဲ့တွေ့လိုက်ရတော့ကျွန်တော်တယောက်တည်းအဆက်ကွဲသလိုခံစားရသည်။ကောင်လေးကလည်းကျွန်တော်ကိုကြိတ်ပြီးရည်နေမယ်ထင်သည်။ကဲရောက်ပြီကွာဒီနားပဲရက်ပါ။ကျွန်တော်အိတ်ထဲကပတ်စံနှိုက်သည်။စေရန်တရွက်ထွက်လာသည်။ရော့ကွာပြန်မအမ်းနဲ့တော့။ဟာနေပါဦးဦးလေးရဲ့အဲ့လိုမလုပ်ပါနဲ့။ သူကအိတ်သေးကစက်တန်နှစ်ရက်ခတ်တွတ်တွတ်ထုတ်ပြီးကျွန်တော်ကိုအံပေးသည်ထို့နောက်သူကကျွန်တော်မျက်နှာကိုအကဲခတ်တယ်လို့ကြည်ကစကားတခွန်ပြောသည်ဦးလေးဆရာစားတယ်လည်းမထင်နဲ့နော်ဦးလေးကကျွန်တော်စီးပွားရေးကိုစိတ်ဝင်တစားမေးလို့ကျွန်တော်လည်းဦးလေးကိုယဉ်သိမှုနဲ့ပြန်ပြောတာကျွန်တော်စိုက်ကားနေတဲ့အခါဖြစ်ဖြစ်မိတူကူးတဲ့အခါဖြစ်ဖြစ်ကြသိမ့်ငွေကိုတိတိကျကျပဲယူတယ်ပတ်စံပို့တောင်းတာမျိုးမှားပြီးပို့ယူတာမျိုးကျွန်တော်ဘယ်တော့မှမလုပ်ဘူး အဖိုးပေးရဲ့ပတ်စံမျိုးကိုလည်းကျွန်တော်လက်ခံလေးမရှိဘူး။ကျွန်တော်လည်းသူများကိုတစ်ချက်တစ်ပြားဆိုပြီးဘယ်တော့မှအလွယ်တကူပေးလိမ့်မရှိဘူး။ပတ်စံဆိုတာတစ်ချက်တစ်ပြားကိုကိုကတန်ဖိုးထားမှတစ်တောင်းတစ်သိန်းကကိုကိုတန်ဖိုးထားမယ်ဆိုတဲ့စကားရှိရဲ့ဦးလေးကျွန်တော်အဲ့ဒီတိုင်းကျင့်သုံးနေ။ခွေးမာသားလေးအလိမ်မာလေးနဲ့စကားပလင်ခံပြီးငါ့ကိုနှက်နေရကိုအေးပါကွာဟုတ်ပါပြီ။မင်းကအမတန်တော်တဲ့ကောင်ပါ။ကဲငါသွားမယ်။မင်းလည်းအိမ်ပြန်တော့မှာပေါ့။ ြန်သေးဦးဦးလေးနောက်တစ်ခေါက်ဆွဲလို့ရသေးရဲ့အချိန်ရှိကိုင်းလုံလဆိုင်ဖို့ဦးလေးရသူကပြောပြီးခိတ်ဖက်စီတို့ပြန်လှည့်နင်းသွားသည်သွားပြီနော်တဲ့ခက်ပြပြောအတန်းညက်ပဲလမ်းအော်နှုတ်ဆက်သွားသေးသည်အေးသွားကွာလှုပ်ပေါ့လှုပ်ကြပေါ့စိုက်ကားနင်းလဲမင်းတို့ဗန်တိုက်ဖွင့်လဲမင်းတို့မင်းတို့တွေပဲကြံကြဖန်ကြအချိန်ရှိကိုင်းလုံလဆိုင်ကြမင်းတို့ပဲကြီးပွားကြချမ်းသာကြတို့စီမှာရှိသမျှအားလုံးယူသွားကြကျွန်တော်စိတ်က ကျေး၍ရေရွရင်အင်စီတို့လျှောက်လာခဲ့သည်အင်တို့ရောက်ရင်စာတအုံနှင်ငိုက်နေမိကျွန်တော်သားကိုပဲရိုက်နှိုးကဟဲ့ကောင်မင်းမနဲ့ပြန်ကစားပြီးစိုက်ကနင်းမေတော့လို့ချိန်မောင်းရမည်လားမိမကိုပဲမင်းထမင်းချက်တဲ့အလုပ်တစ်ခုရဲနဲ့တာဝန်ကျင်နေပြီးမထင်နဲ့ဝင်းကားဆိုင်ဖြစ်ဖြစ်လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ်ထွက်ဖို့လို့ဟုပြောရမည်လားတခုခုတော့လောက်ကြမှာဖြစ်တော့မည်အွန်းသို့တော့အိမ်မှာလဲအရန်ရန်ပြောရရဖြစ်မည်မဟုတ်တော်ကြကိုပဲလှဲလာလိမ့်မည် ကိုကစကားတခွန်းစယုံမရှိသည်ရှင်အရမူးလာပြီးကကြီးကကြောင်လေးလျှောက်ပြောနေနဲ့ရှင်ဒီလိုပဲနှိမ့်အိုင်းမူးမူးနေမယ်ဆိုရင်စသဖြင့်ကော်ကြီးဟစ်ကျဲလေးလျှောက်ပြောရင်ကျွန်တော်ပဲအရက်ကွဲမည်ကိုကိုကိုပြန်ဘရိတ်အုပ်ကဒီနေ့လမ်းမှာကျွန်တော်ဘာဘဟုတုတ္တမှမရခဲ့သလိုခက်ကုတ်ကုတ်ပဲအိမ်မောတက်ခဲ့ပါတော့သည်အခုလိုဇလန်းကောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို လိုင်းအန်ဆပ်ခရိုက်လေးလုပ်သွားပေးပါအောင်နော်နောက်ထပ်ဇလန်းအသစ်သစ်တွေနဲ့ပြန်ဆောင်ကြရအောင်ပါနော်အားလုံးပဲဘိုင်ဘိုင်ပါ